ားလုံးပဲမင်္ဂလာပါ UK MST ရဲ့ Facebook နဲ့ YouTube channel ကနေကြိုဆိုပါရစေ Champion ပြိတ်သက်တဲ့အောင်းနဲ့မင်္ဂလာပါ Paris Saint Germain အသင်းရဲ့ကစားမဟောင်းဖြစ်တဲ့ Kylian Mbappe ကအခု Real Madrid ကိုရောက်ပြီးတော့မှ သူ့လိုချင်တဲ့အောင်မြင်မှုမျိုး Champion League Super League မရတဲ့အချိန်သူရဲ့ကလပ်ဟောင်းကပြီးခဲ့တဲ့ရာသီမှာ historic flare ၄လုံးနဲ့အဆုံးသတ်သွားတယ်။အထူးဖြင့် PSG ရမ်းလိုချင်တဲ့ဥရောပ Champions League ကို အမ်ဘာပေမပါဘဲနေမာမက်ဆီမပါဘဲနဲ့ရယူနိုင်ခဲ့တဲ့အတွက်ဒါနာဆာအယ်ခလာဖီအပါဝင်ပဲရစ်မျိုးသားတွေကတော်တော်လေးဂုဏ်ယူနေတယ်ဆိုအမ်ဘာပေကသူ့ရဲ့အသင်းဟောင်းအောင်ပွဲနဲ့ပတ်သက်လို့လေသူ့ဘက်ကပြဿနာမရှိဘူးကျွန်တော်မက်ဒရစ်ကိုရွေးချယ်ခဲ့တဲ့ဆုံးဖြတ်ချက်ကဘယ်တော့မှမမားခဲ့ဘူးလို့ပြောပြီးတော့ real madrid နဲ့ champion league ကိုအချိန်မြွေးရနိုင်တယ်လို့သူကတော့တုံ့ပြန်ထားတယ်ဒါပေမဲ့အခုသူ့ရဲ့အသင်းဟောင်း psg နဲ့သူ့ကြားမှာ လာဆောင်ငွေကြွေးကြံနေပေးဖို့ဆိုတဲ့ကိစ္စကိုအပြန်အလှန်တရားစွဲထားကြတယ်ဆိုတော့မတ်မီလာဟိုလောတုံးက BHC အသင်းနဲ့အမ်ဘပ်ပေးကြမှာတရားစွဲဆိုမှုဖြစ်တဲ့အမ်ဘပ်ပေးကသူ့ရဲ့လောကလာစာတီတန်း60ကျော်ကြံနေသေးတယ်ဆိုတဲ့ကိစ္စဒါခန်းစား권နေ bonus တွေလာစာကြွေးကြံနေကြံနေ BHC ကသူ့ကိုမပေးဘူးဆိုပြီးတော့ပြည်သိဘလုံးဖွဲ့ချုပ်ရဲ့ဒါပြည်သိလိဝမ်းနဲ့တရားရုံးထီသူတရားစွဲတယ် ဆိုအဲ့ချိန်မှာ PHC ကလည်းပြန်လဲတုံ့ပြန်ချေပါရင်တရားရုံးဘက်ကဖြုံးပြချက်မှာအမ်ဘတ်ပေးရဲ့ဆုံးဖြတ်ချက်ဆွဆွဲချက်တွေဟာမှန်ကန်မှုမရှိလို့ဆိုပြီးတော့ PHC ကိုအနိုင်ပေးလိုက်တယ်။အဲ့ဒါနဲ့ပတ်သက်လို့အမ်ဘတ်ပေးကအဲ့အမှုကိစ္စကပြတ်သွားပြီ။ဒါပေမဲ့အခုပြင်သစ်နာမည်ကြီးလက်ခီသတင်းစာမှာဖော်ပြတဲ့နောက်ထပ်တချက်ရအမ်ဘတ်ပေးက Paris Saint-Germain ကိုလုံးဝလက်မလျှော့နိုင်သေးပဲနဲ့ထပ်ပြီးတော့တရားထပ်ဆွဲမှု လုပ်နေတယ်။ဒီချိန်မှာတော့ Kylian Mbappe က तू အသိန်းကနေထွက်မယ်ဆိုပြီး तू ပြောလိုက်တဲ့အချိန်မှာ Paris Saint-Germain က तू ကို I don't ကဒါအသိန်းက training တောင်ဆင်းခွင့်မပေးဘဲနဲ့ तू ကိုဘန်နာတယ် club training ဆင်းခွင့်မပေးဘဲဘန်နာသလိုအဲ့ဒီအချိန်တုန်းကလည်းလက်မှတ်ကို အတင်းဒါ force လုပ်ပြီးတော့ထိုးခိုင်းတယ်စာချုပ်တက်တန်းကို force လုပ်ပြီးထိုးခိုင်းပြီးတော့တက်တန်းတိုးဖို့ဒါဒါဖြောင်းပြမှုတွေ pressure ပေးမှုတွေ force လုပ်ခိုင်းတာတွေလောက်တယ်ဆိုတဲ့အကြောင်းအရာနဲ့ပတ်သက်လို့ Kylian Mbappe က fight တစ်ခုထပ်ပြီးတော့ စုပြီးတော့ PSG ကိုထပ်ပြီးတရားစွဲတယ်ပြောချင်တာဗျာမင်းတို့ငါ့ကိုအသိပြောင်းမယ်မ်ဘပ်ပေးကအိုင်တော့ကျွန်တော်မှတ်မှတ်ရပဲ PSG အသိကိုသူကြီးညာလိုက်တယ်သူ Paris Saint-Germain နဲ့စာချုပ်နောက်ထပ်တစ်နှစ်ထပ်မတိုးတော့ဘူးအသိကထွက်မယ်ဆိုပြီးသူပြောလိုက်တယ်အဲ့ဒီအတွက်ကြောင့်ရာသီအစမှာမ်ဘပ်ပေးကိုလုံးဝမတုံးဘူးကလပ်ဘက်ကလေ့ကျင့်ကမစင်ဘူးအစအဆုံးအရုံးလောက်လိုက်တယ်ရလက်တည်းအရန်ဆိုတော့ပါ အမ်ဘာပေကိုပြန်ခေါ်ပြီးပြန်သုံးရင်းတယ်ဒါရာဒီကောမှာ PSG ကနေသူထွက်သွားတယ်ဆိုတော့အဲ့ဒီနေရာမှာအမ်ဘာပေကအိုက်တုံးက PSG သူ့ကို force နဲ့ transfer ဒီလေ့ကျင့်ခန်းဆင်းမှုတွေပိတ်ပင်ခဲ့တာတွေအဲ့ဖြစ်နေတဲ့အချိန်မှာတော့သူ့ကိုတတ်တန်းတိုးဖို့ force လုပ်ပြီးကြိုးပမ်းတယ်ဆိုတဲ့အချက်တွေအားလုံးကိုစုပြီးတော့တရားဆိုရင်ကျွန်တော်တင်တော့အားမနိုင်နိုင်ဘူးရှင်းရှင်းလေးပဲ ဟိုကျွန်တော်ပြောချင်တာဘုံလောကမှာဓာမျိုးတွေခဏခဏဖြစ်တယ်ဗျာဖောပါလည်းဒီလိုဖြစ်တယ်စံချိုလည်းဖြစ်တယ်အသင်းတိုင်းမှာကစားမတွေတော်တော်များများဖြစ်ကြတယ်အသင်းနဲ့အဆင်မပြေလို့ဥမာ Inter Milan ဆိုရင်ကျွန်တော်မှတ်မှတ်ရ Wesley Schneider အဲတုန်းက Manchester United ကိုသူပြောင်းဖို့လုပ်တယ်အကြောင်းကြောင်းကြောင်းအပြောင်းရွှေ့မဖြစ်ဘူးမဖြစ်တော့ Inter Milan ကသူ့ရဲ့လက်ချက်6လလုံးကိုအရန်ကိုထိုင်ခိုင်းပြီးတော့လုံးဝကိုပေးမကစားဘူးရာသီကုန်မှာ Wesley Schneider ဟာဒါ Galatasaray ကိုအလွတ်နဲ့ပြောင်းသွားတယ်အဲဒီလိုပဲ ကစားပွဲတွေမှာသူတို့နောက်တစ်ယောက်ရှိသေးတဲ့အီကာဒီပါရစ်စိန့်ဂျာမိန်းနဲ့တောက်လျှောက်သတင်းထွက်တဲ့ရယ်မက်ဒရစ်နဲ့သတင်းထွက်နေတဲ့အီကာဒီကိုအိုက်အင်တာမီလန်ပဲလောက်တာအဲတုန်းကလေအင်တာမီလန်ကလုံးဝမတော်မှုသူ့ကိုအသင်းကောင်းဆောင်ဖြစ်ရာလူကဖြုတ်လိုက်တယ်အရန်ဖြစ်လုံးဝထားတယ်နောက်အီကာဒီကနောက်ရာသီမှာသူရယ်မက်ဒရစ်လည်းမပြောင်းရ PSG ကိုသူအငားနဲ့ပြောင်းနေအပြီးသက်နောက်ပြောင်းသွားတယ်ဆိုတော့ ဒါမျိုးတွေကဘလုံးမှာခန်းကနာဖြစ်လေဖြစ်တာရှိတယ်မန်ယူနိုက်တက်ချယ်ဆီအာစနယ်အသင်းတိုင်းမှာဖြစ်လေဖြစ်တာရှိတယ်ဒါပေမဲ့အမ်ဘပ်ပေကသူ့အသင်းဟောင်းအဆမကြေဘူးဗျာဒါအဆမကြေတဲ့အတွက်ကြောင့်ပထမအကြိမ်သူတရားရုံးမှာရှုံးနေထားတဲ့အရှုံးကိုထပ်ပြီးတော့တိတ်ခါဆဲခြင်းတဲ့သဘောတရားနဲ့နောက်တစ်ကြိမ်ထပ်ပြီးသူတရားပြန်ဆွဲမယ် ဆိုတော့ဒီချိန်ဆွဲတာကဒုက္ခလစာတွေ bonus တွေခံစား권တွေပေးဖို့မဟုတ်ပဲသူ့ကို force နဲ့ဒါလက်မှတ်ထိုးခိုင်းဖို့တတန်းတိုးဖို့ ਨੇ ဒီချိန်ကစင်ကွင်ကိုပိတ်ပင်ဘန်းထားတဲ့အကြောင်းအရာတွေအားလုံးကိုဖြစ်ခဲ့တဲ့ဟာတွေကိုတရားဆွဲမှာဖြစ်ပြီးတော့ amber paper က bhc ကိုစပြီးတရားဆွဲဖို့ပြင်ဆင်နေပါတယ်ဆိုတော့ဘလို့ထင်လဲဒီချိန်မှာရော amber paper နိုင်လားအခုကကန်ချီမှာဘာဖြစ်လဲဆို amber paper မှာမရှိဘူးအားလုံးက bhc ဘက်ကိုသွားရိမ့်နေတာ သူက PSG ကအမ်ဘပေနဲ့ထွက်ချန်ပီယံလိဖလားလဲရအမှုလဲနိုင်အကုန်သွားဖြစ်နေတဲ့အချိန်မှာခီလန်အမ်ဘပေကအခုလက်ရှိနေထိုင်ရတော့သူ့ရဲ့တိတ်ခါကိုဆယ်ဖို့အတွက်သူကတော့နောက်တစ်ချိန်ဂျိုးပန်းတယ်ဆိုတဲ့ပုံစံမျိုးဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်